္ဂလာပါရှင်စွမ်းစုံမြမ channel မှကြိုဆိုပါရယ်တိဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုက်နဲ့ဆက်နွယ်နိုင်သူအကြောင်းပဲဖြစ်ပါတယ်မိမိဟာအမှန်မင်းတိုက်ဆက်အစ်စ်မှန်တိုက်ဆက်နေတဲ့သူဆိုပါကမိမိရဲ့တိုက်မှာကြမ်းရှိနေတဲ့မိမိအနွယ်ဝင်မိသားစုဆွေတော်မျိုးတော်များနဲ့တွေ့ဆုံနိုင်ပါတယ်ထို့သောတွေ့ဆုံနိုင်ဖို့ဆိုဒီမှာလဲဆရာမပြနီးမကြဆိုသလိုတိုက်ပိုင်းဆိုင်ရာကိုပိုင်နိုင်သည့်တိုက်ဆရာများကသာပြုလုပ်ပေးနိုင်ကြတာဖြစ်ပါတယ်မိမိတို့အနေနဲ့ လာယာဌာနနေထိုင်ရာအရက်နဲ့မိမိတို့ရဲ့အကိုအမမိသားစုအဆွေတော်မျိုးတော်တွေဟာဘယ်ပုံပဲနှင်းရှိတယ်ဆိုတာကိုပါသိမြင်နိုင်ကြပြီးဆရာလောက်သူရဲ့လောက်ဆောင်ပေးမှုပေါ်မူတည်ပြီးအမြဲထာဝရတိုက်နဲ့အဆက်အသွယ်ရတာမျိုးလည်းရှိသလိုရက်ချလချနှစ်ချစသည်ဖြစ်လဲအဆက်အသွယ်ရရှိနိုင်ကြပါတယ်။ထို့ပေမဲ့တိုက်ဆက်နီးကပ်သူတိုက်ဆက်အစမှန်ရှိသူမှသာထိုကဲ့သို့အခွင့်အရေးကိုရကြပါတယ်။တိုက်နဲ့ဆက်သွယ်နိုင်သူ တိုက်ဆက်များဖို့ကတော့တိုက်နဲ့ပတ်သက်တဲ့ကိစ္စတွေမိမိကိုယ်တိုင်သိရှိနားလည်နိုင်တာဖြစ်ပြီး သူတစ်ပါးစကားနဲ့လမ်းဆုံးနေရသည့်အဖြစ်မျိုးလည်းမကြုံတွေ့ရတော့ပါဘူးတိုက်နဲ့ပတ်သက်တဲ့အရာတွေကိုလည်းသိမြင်ကြားနိုင်ပြီးတိုက်နဲ့လူသားတို့ကြားကိုဆက်သွယ်ပေးနိုင်ုံသာမကတိုက်နဲ့ပတ်သက်တဲ့အမှားတွေလည်းမပြုတ်လုံမိကြတော့သလိုမိမိအဆက်အနွယ်များနဲ့အတူပျော်ရွှင်စွာလက်တွဲပြီးတော့တာသနာပြုနိုင်ကြမှာလည်းဖြစ်ပါတယ်ဒါကြောင့် မိမိဟာတိုက်ဆက်နီးကပ်သူတိုက်ဆက်အစစ်မှန်ဆိုရင်တိုက်နဲ့ဆက်သွယ်နိုင်တယ်ဆိုတာကို သိထားစေလိုပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးစိတ်ချမ်းသာခြင်း၊ကိုယ့်ရဲ့ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ပူရာရကြများကိုအဆက်မပြတ်တိစက်မှဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။